အမေရိကန်ပြည်ထောင်စုရဲ့စစ်ရေးထောက်ပံ့ပစ္စည်းများဖိလစ်ပိုင်နိုင်ငံသို့ရောက်ရှိလာခြင်းဖြစ်ပါတယ်။တောင်တီးယုတ်ပင်လယ်ကျွန်းများကိစ္စရပ်နဲ့ဆက်လျင်းပြီးနယ်နိမိတ်အငင်းပွားမှုပြဿနာရပ်များမှာတရုတ်ပြည်သူသမ္မတနိုင်ငံနဲ့ဖိလစ်ပိုင်နိုင်ငံတို့ဟာမကြာခဏဆိုသလို ထိတ်တဲရင်ဆိုင်မှုများဖြစ်ပွားခဲ့ပါတယ်။ ်တရုတ်နိုင်ငံကလည်းဩစတြေးလျနိုင်ငံပတ်ပတ်လည်ကိုစစ်ရေးများမောင်းပြီးကြီးစစ်ကြီးမန်းများနဲ့စစ်ရေးလေ့ကျင့်မှုများလုပ်ပြခဲ့တဲ့အစဉ်လာလည်းရှိခဲ့ပါတယ်။တောင်တရုတ်ပင်လယ်အတွင်းမှာတရုတ်နိုင်ငံရဲ့ရန်လိုတဲ့လုံဆောင်မှုများကြောင့်အမေရိကန်နဲ့ဖိလစ်ပိုင်နှစ်နိုင်ငံကာကွယ်ရေးတိုးမြှင့်မှုသဘောတူညီချက်များပုံမိုလုံဆောင်လျက်ရှိပါတယ်။အမေရိကန်ကာကွယ်ရေးဝန်ကြီးသစ် Pete Hegseth တာဝန်ယူပြီးနောက်ပိုင်းမှာဖိလစ်ပိုင်နိုင်ငံသို့လက်ပတ်သွားရောက်ခဲ့ပြီး တောင်တရုတ်ပင်လယ်အတွင်းဒေသမှာရှိတဲ့လုံခြုံရေးကိစ္စစီးကိစ္စရပ်များကိုဆွေးနွေးညှိနှိုင်းခဲ့ပါတယ်။ဆွေးနွေးညှိနှိုင်းမှုရဲ့ရလဒ်အဖြစ်အမေရိကန်ပြည်ထောင်စုကဖိလစ်ပိုင်နိုင်ငံသို့စည်ရေးအကူအညီများဆက်လက်နက်ပစ္စည်းများဤပညာထောက်ပံ့များပေးအပ်မှာဖြစ်ပါတယ်။အမေရိကန်ဒေါ်လာတန်း950တန်ဖိုးရှိကြီးရည်လီဆက်လက်နက်ပစ္စည်းများအစီအမြင့်ဤပညာသုံးလက်နက်များကိုဖိလစ်ပိုင်နိုင်ငံသို့စတင်ပေးပို့နေပြီဖြစ်ပါတယ်။ တောင်တရုတ်ပင်လယ်အတွင်းမှာရှိတဲ့နယ်နိမိတ်ပိုင်ဆိုင်မှုကိစ္စရပ်နဲ့ဆက်လျင်ပြီးထိုင်းဝမ်၊ဗီယက်နမ်၊မလေးရှား၊အင်ဒိုနီးရှားစတဲ့နိုင်ငံများအပြင်ဖိလစ်ပိုင်၊ဘရူနိုင်းစတဲ့နိုင်ငံများကလည်းအဆိုပါနယ်နိမိတ်ပိုင်ဆိုင်မှုများတွင်ပါဝင် ပတ်သက်ကြောင်းထုတ်ဖော်ပြောဆိုထားတဲ့နိုင်ငံများဖြစ်ပါတယ်။ American Philippine စည်ရေးပူးပေါင်းဆောင်ရွက်မှုနဲ့ဆက်လက်နက်ပစ္စည်းများဖြစ်တင်းမှုများကြောင့်တရုတ်နိုင်ငံရဲ့ခြေလှမ်းများမိခဲ့သို့ပြင်ဆင်လာမည်ကိုလည်းလေ့လာစောင့်ကြည့်ရန်လိုအပ်ပါကြောင်းတင်ဆက်အပ်ပါတယ်။